စစ်တပ်ထောက်ခံသူတော့စစ်တပ်ထောက်စစ်တပ်ထောက်ခံသူစစ်တပ်ကောင်းသူတော့လောက်ရတယ်စစ်တပ်ကိုမတရားဖြစ်လို့ရှိရင်မတရားတော့ပြောရရတယ်နော်အဲ့တော့မှစစ်တပ်ထောက်ခံသူလို့ခေါ်တယ်အင်းဒါဆိုစစ်တပ်ထောက်ခံသူမဟုတ်ဘူးဟုတ်ပြီမဘာသာလားဆိုတော့မဘာသာဆိုထားပါတော့ဗျာနော်အမျိုးဘာသာသာသနာကိုကာကွယ်ရမယ်ဟဲ့လားတစ်ဖက်ဘာသာရဲ့ဒါပြန်ပွားလာမှုတွေကိုထိန်းပြီးတော့ထိန်းချိန်ကြီးရမယ်မဘာသာလားဆိုတဲ့ခါကျတော့လေမဘာသာလည်းမဟုတ်ဗျာမဘာသာဆိုလို့ရှိရင်ဒီချိန်မှာထားကြွနေပြီနော်ထက်တက်ကြွနေပြီဒါမဘာသာလားဆိုတော့မဟုတ်ဘူးအဲကိုကိုကိုအမျိုးသားရေးအမြေခံပြီးတော့ အဲဘယ်လိုခေါ်မလဲဆိုတော့ရှိရင် line ပေါ်မှာထင်ပေါ်ခြင်းနဲ့အပအကိုကြောက်ရွံ့ပြီးတော့ထင်ပေါ်ခြင်းတွေရတယ်လေနော်မဘာသာလည်းမဟုတ်ဘူးစစ်တပ်ထောက်ခံသူလည်းမဟုတ်ဘူးနော်ခင်ဗျားတို့ရအားလုံးကိုကိုကိုမှန်လဲကြည့်ပြီးတခြားပြောပါနော်မြားရအရှင်ဖျားဦးတဲ့ဖင်လန်မောင်မောင်တို့သူတို့ကပြောနေတယ်လောဘသာတာပေါ့ဟုတ်သူတို့ပါစားပါလားပြောပါစီဟုတ်လားဖင်လန်မောင်မောင်လည်းရှင်ဖျားကိုပြောနေတယ်မြားရရှင်ဖျားကအော်သူကကျုပ်စစ်ဆင်းရအောင်ဆိုင်တယ်တို့တို့ပါစားပါလားသူပြောမှာပေါ့ကျုပ်လည်းသူ့ကိုပြောတာပဲလေလို့ကျုပ်လည်းသူ့ကိုဆန်တော်တို့လည်းကျုပ်ကိုဆန်တုံးတက်မှာပါပြစ်ချာမှတ်လို့လို့ဟုတ်လား ဒါပြောတော့ကျုပ်ပေါက်ကူတော်ပြောတဲ့အချိန်မှာသူကအရေးကြီးဆုံးလူလို့ကျေးဇူးတော်တင်အောင်လို့ပြောလိုက်သေးတယ်ဟုတ်လားကျေးဇူးတော်တင်အောင်လို့ပြောတယ်သူဆဲရမှာပါဘူးလေဗျာအာသူသူဝေဖန်တော့နေဆိုတော့သူကျုပ်ကိုမကြိုက်လို့ပြောတာပေါ့ဗျာဟုတ်လားအဲ့တော့ဦးစင်းကတွေ့တယ်များသူဦးစင်းကပြောပြီးမှအတိုင်းရှင်းရှင်းဦးစင်းကအကုန်လုံးလိုက်ပြောလို့မရဘူးဗျာနော်ဦးစင်းကလက်တွေ့တယ်မှလေဗျာပေါက်ကူတော်ကလက်တွေ့တယ်မှလက်တွေ့တယ်မှဆိုလက်တွေ့ပဲလုပ်လို့လေဗျာအလုပ်နဲ့ပဲတက်တည်ကြတယ်ဗျာနော်တိုင်းပြည်ကိုပဇက်နဲ့ချစ်ပြအောင်နဲ့မကြည့်သေးဘူးဗျပဇက်နဲ့ချစ်ပြောင်းပဇက်တော့ဘာပြောဘူးသူတို့တွေကယူကျူးတုံးတာဗျယူကျူးတုံးတော့အခုဆိုလို့ရှိရင်တကားဖိလန်မောင်မောင်တို့ဆိုရင်ဝင်ဝင်ရမ်းကောင်းနေပြီဗျဘယ်လိုလဲဆိုတော့ ဟိုကဒီဘက်ကလည်းဦးဇင်းတို့ဘောမရက်ကွက်ကလည်းသူ့ကိုအားပေးတယ်ဟိုဘက်နီးပက်ရက်ကွက်ကလည်းသူ့ကိုအားပေးတယ်ဗျအားပေးတဲ့ဖက်ချိုက်သကလုံးလေးတွဲပေါ်သွားတော့လေကနော်အားပေးကြလေကနော်အားပေးကြလူကြီးများတာပေါ့လူကြီးများတော့ပို့ပြီးမှဝင်ဝင်ကောင်းတာပေါ့ဗျာသူ့ရဲ့အလုပ်မပဲလေရပါဘူးတဒါ၄၅၀လောက်အေးဆင်းဆင်းပဲလေကနော်ဒါပါပြောပြောဦးဇင်းဟုတ်လားရှားနိုင်ငံတွေခွဲထွက်လာတဲ့ကာဇက်စတန်တို့နော်တာကမင်စတန်တို့နော်ဥဇ်ဘက်ကစ္စတန်တို့ဒါတွေကမွတ်စလင် majority country တွေနော်အဲ့တော့အဲ့နိုင်ငံတွေထဲကိုမျက်နာရဖို့အတွက်အဲ့ဒီနိုင်ငံတွေနဲ့ပေါင်းတဲ့အခါမှာပေါ့ဗျာနော်ကျွန်တော်ကြည့်ရတာလောကအရန်ချော်ဖို့အတွက် အဲ့မှာခင်ဗျားတို့နိုင်ငံကိုကျွန်တော်ခင်ဗျားတို့နိုင်ငံကိုခင်ဗျားတို့ကျွန်တော်ဆွဆွဲတယ်လို့ဒါကိုကျွန်တော်ဆွဆွဲမှုချိပါတော့နော်ကျွန်တော်ကိုခင်ဗျားတို့ဆွဆွဲနေ OIC ကပေးတာကန်းစာစားရတယ်ဆိုပြီးခင်ဗျားတို့ဆွဆွဲနေပြီမဲ့အေးတကယ်တကယ်လုပ်နေတာခင်ဗျားတို့ဘာဘာကြီးနော်ခင်ဗျားတို့ကျွန်တော်ဘာဘာကြီးကိုတိုင်းကအမှသွားပြီးမှအခုသွားတွေ့တယ်သူရောက်နေနိုင်ငံတော်မှာပဲကာဇက်စတန်ကိုခေါ်တယ်ကာဇက်စတန်ဆိုတာမွတ်စလင်အနိုင်ငံမရှိဘူးဆို80ရာခိုင်နှုန်းနေပါရှိပါလား80ရာခိုင်နှုန်းဆိုရင်တော့ဒါ majority ထောက်အများနေပါပြီနော်အဲ့တော့အဲ့တော့ခင်ဗျားတို့ တကယ်တမ်းသူလုတ်တဲ့ခါကျတော့ခင်ဗျားတို့ဘာပြောရင်လဲအဲ့တော့ခင်ဗျားတို့ကဘောမှလည်းမဟုတ်ဘူးဟမ်ခင်ဗျားတို့ကအမျိုးသားရေးသမားလည်းမဟုတ်ဘူးခင်ဗျားတို့ကမဘာသာလည်းမဟုတ်ဘူးเนาะခင်ဗျားတို့ဟာတက်တက်ထင်ပေါ်ခြင်းလို့เนาะဒီ line ပေါ်မှာပြဿနာရှာခြင်းနေတဲ့ပြဿနာအုပ်စုတွေလည်းကျွန်တော်မြင်တယ်မဘာသာစစ်စစ်ဆိုတာလည်းကျွန်တော်เนาะမဘာသာစစ်စစ်လို့ခင်ဗျားတို့ကိုကျွန်တော်အသိမှတ်ပြုမှတော့ခဲ့ရပါအဲ့တော့ဘာကြောင့်လဲဆိုတော့ဒေါက်ဆန်းစစ်လက်ထောင်ကခင်ဗျားတို့ကျွန်တော်တို့ဒီမဘာသာတွေကြာเนาะကျွန်တော်တို့ဒီစစ်စမ်းတမန်နဲ့ဒေါက်စစ်ကြီးကိုကန့်ကွက်တာဒေါက်စစ်ကြီးက အဲ့အစမှာတာနိုင်ငံဖြစ်အောင်လုပ်နေတာလူခေရရှိတဲ့တင်တာအဲ့ပတ်သက်တွေဘယ်ရောက်ကုန်ပြီလဲကွာကျွန်တော်မေးချင်တယ်အဲ့ပတ်သက်တွေဟင်းတိတ်စိတ်နဲ့သူတို့ဘာဖြစ်လို့လဲခါကြတော့ကျွန်တော်ကသူတို့ဘာ OIC နိုင်ငံဖြစ်သွားလဲနော်သူတို့ဘာ OIC အဖွဲ့ဝင်ဖြစ်သွားလဲကျော်မေးရတာမွတ်စလင်တွေဖြစ်ကုန်တယ်မှတ်ကြရအောင်အေးကောင်းရောကွာအဲ့တော့ခင်ဗျားကနိုင်ငံရေးကိုခင်ဗျားကမမသားရေးမဟုတ်ဘူးခင်ဗျားကဘောမရေးလည်းမဟုတ်ခင်ဗျားကစစ်တပ်ထောက်ခံနေရလည်းမဟုတ်ခင်ဗျားတို့ကကြောက်ကြောက်ကြီးနဲ့ ထင်ပေါ်ကျင်နေတဲ့သူတွေအာကြောက်ရွံ့ပြီးထင်ပေါ်ကျင်နေတဲ့သူတွေပါဟုတ်တယ်ကိုယ့်ကိုယ်ကိုမဘာတော့လဲစစ်တပ်ထောက်ခံတယ်ဆိုတော့စစ်တပ်ထောက်ခံတဲ့သူဆိုရင်စစ်သားကောင်းချိုးကိုလောက်ပါမယ်နည်းနည်းတက်မလို့ကောင်းချိုးကိုလောက်အောင်တက်မလို့ကောင်းချိုးကပြောရရမယ်ဟုတ်တယ်ညလာစစ်တပ်ထောက်ခံသူလည်းမဟုတ်ခင်ဗျားတို့တွေဟာကြောက်ကြောက်ကြီးနဲ့ထင်ပေါ်ကျင်နေတဲ့သူတွေနေရာရဖို့တော့လိုင်းပေါ်မှာနော်ကြည့်ရလားကျွန်တော်လည်းတောင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 ်းမပြောချင်ပါဘူးအချင်းချင်းငါမျိုးတွေပေါ့နော်အဲ့တော့စစ်တပ်ထောက်ခံသူကစစ်တပ်ထောက်စစ်တပ်ထောက်ခံသူစစ်တပ်ကောင်းကျိုးတက်လောက်ပါလေစစ်တပ်ကိုမတရားဖြစ်လို့ရှိရင်မတရားတော့ပြောရရတယ်နော်အဲ့တော့မှစစ်တပ်ထောက်ခံသူလို့ခေါ်တယ်ဒါလို့စစ်တပ်ထောက်ခံသူမဟုတ်ဘူးအဲ့လိုပါဇက်ပါလို့ပြောပါမယ်ဦးစင်းလိုက် ဝယ်ပြောချင်တဲ့အခါပြောမှာပဲဟုတ်လားဒီကလူကဖယ်လာမှာဥစ္စာမြန်မာပြေးပါပြည်တွင်းထဲကနေဥစ္စာပြောနေရမှာဟုတ်လားပြည်တွင်းထဲကဒီပြောရင်ဥစ္စာလက်တွေတွားချင်လို့ရတယ်လေဟာပြည်တွင်းထဲကဥစ္စာကိုဆဲဆူနေတဲ့လူလက်တွေတွားပြောလို့ရတယ်လေလက်တွေတွားပြီးပြောလို့ရတယ်လေဟာဒါကမှထောက်ထားကြပြပါကြပါဒါဆိုဟိုးကနေတချို့ကလည်းအမေရိကန်ကနေလန့်ပေါင်းတာကျုပ်ကဘာလုပ်ရမှာတော့ဘာမှစိတ်ဝင်စားဘူးနော်ဘာမှစိတ်ဝင်စားဘူးဥစ္စာအလုပ်ကိုပဲဥစ္စာလုပ်ပါပါကြာအဲ့မှတွေ့ကြည့်လေဟိုမှာကျုပ်တကမှဖနက်တယ်မီမိုးနဲ့တိုင်းထိုင်းမှလာကျုပ်တို့တွေ့ခဲ့လို့ရှိရင်ဘယ်လောက်မှပွက်တော့ရမှာပွက်မပွက်ရတော့မှဖနက်တယ်မှာမပေါက်ကုန်တော့တွေ့လို့ဟိုမှာ တန်းစီတွေရောက်လို့ရောက်အာထိုင်ထိုင်နိုင်ငံဟိုကတွေရောက်လို့ရောက်ဟောတွေ့ပြီဟိုကကလကလေးမွေးတာမှာဟိုကဘယ်နှလားမှရှိသေးတော့မကြောက်မပန်ပန်မို့ပေါ့ကောင်တို့ပြိုင်ကြီးလို့ကြီးနေအဲဟုတ်လား AI ခကြီးอ่ะเนาะ AI ခကြီးอ่ะရမ်းဆက်ဟုတ်လားမတပည့်ကြီးอ่ะလွယ်လို့လို့တပည့်ကြီးอ่ะမပါလို့မပါဟုတ်လားကြည့်ပြီးတော့ကြာတော့ရီတော့သူဒီအသက်ရှင်ဆိုရယ်ရီးဝဲနေရပါလေကွာเนาะ အားလုံးပဲမင်္ဂလာပါဒီကနေ့မှာတော့ပောက်ကူတော်ရဲ့မြို့ချစ်စိတ်ကိုမေကွန်းထုတ်လိုက်တဲ့ကူမောင်မောင်ရုပ်တံကိုတင်ဆက်ပေးလိုက်တည်မှုအဆုံးထိနားဆင်ဝေဖန်သုံးသက်ပေးသွားကြပါဦးခင်ဗျာဒီကနေ့ဦးစင်ပြောချင်တာကတော့ဦးစင်နောင်ချောဘက်ကတောက်ခမ်းတက်ကိုတွားပြီးမှလှူတယ်တောက်ခမ်းတက်ကိုလှူပြီးလို့ရှိရင်ဒါဦးစင်ကဒီလင်းငါးရဲ့အတွင်းမှာတောင်မဲတီဘောနောင်ချောမှာရှိတဲ့ရဲမီသားစုဝင်150ဦးစင်တွားလှူမှဖြစ်ပါတယ်ဗျာနော်အဲဒါမဲ့သူကစားမဲ့လေးတွေလိုအပ်တာလေးတွေဒါတို့ဆောင်းလွှဲရောက်ပြီးဆိုတော့ဆွဲတာအင်ဂျီတွေပါရဲ့ဦးစင်ကဒီအောက်ချင်းမီသားစုတွေကအကုန်လုံးဟိုဒါ ကြောင်မဲ့တီမောပေါ့နော်ဒီနောက်ချိုမှာတာဝန်ကြရဲရဲရဲတက်မလို့ရဲပေါ့နော်ရဲမိသားစုအားလုံးကိုဥစဉ်ကသွားရောက်ပြီးမှလည်းလူတန်းမှာဖြစ်ပါလိမ့်မယ်နော်အောင်ခန်းကိုသွားလုံးကအလူရှင်တွေကတော့နော်ဥလူရှင်တွေကိုပြောပြခြင်းဖြစ်ပါလိမ့်မယ်နော်ဒေါခင်လက်မိသားစုကတိတ်နေစေတဲ့ဒါမောင်ဆိုးကျော်မိသားစုကတည်းကတော့လက်ထက်မရောက်သေးဘူးပေါ့ဗျနော်ကိုနုခန်းမင်းမတ်တော်မတ်တွေဇာကြီးအောင်ကပစိုးအကွင်း90ပါတိတ်ထမင်း90ကော်နာနဲ့ကိုစိုးမိုးမိသားစုကတိတ်နေစေကိုလွမ်းမိုးမိသားစုက10တိတ်နေနော်ဗတ်တိတ်ဝဲဆယ်နှစ်စုံနဲ့ ပကံခွဲရောက်များလူတန်းနဲ့မောင်ဆန်ရှာမီတာစုက7တိန်းလူတန်းနဲ့ကုကလာလေးမီတာစုက15တိန်းလူတန်းနဲ့ကုတန်းစုကုတန်းကွန်မီတာစုက10တိန်းကုစိုးတိန်းမီတာစု10တိန်းโอเคထွင်းကငကတ်တရံတတိတုံခွဲမတ်ပါတိတ်ဝမ်းဆက်လုံးစုံမောင်ဆန်လေးမယမဲတိန်း50ကုတေးလေးမပိုက်ခင်ကတိန်း30ဒေါ်ပြုံးထွေးကဘေးလွယ်အိတ်20အင်ကြီး40ပစိုး40ဒါလူတန်းနဲ့အဲ့တော့အလူရှင်နေမြန်မာပြည်ထဲမှာမိခဲ့လို့ရှင်နေတော့ဦးစက်ပြန်စင်နော်ဦးစက်ကတော့ဒါတော့ကိုမန်လေး ကွန်မန်လေးမီတာစုက30ရင်းလူတိုင်းချင်းဖြစ်ပါလေကွန်မန်လေးမီတာစုက30ရင်းเนาะကိုထူးမီတာစုက5တိန်းဒါလူတိုင်းချင်းဖြစ်ပါလေကြာเนาะအဲ့ဒါလူရှင်လာဦးတဲ့အဲ့မှာ6လာလာဒါပေါ်လဲကြွေးတဲ့ဆန်စီစားလဲလူတိုင်းနဲ့ဒါပါတေ1ဆက်အစိုးဆုံးဒီ330တက်ကိုကန်ဆန်းမဲတွေဖောက်ပေးခဲ့တယ်ပေါ့လူတို့ရဲ့ PT အပြုံးတွေကိုမြင်ရတော့ဦးစင်းလဲပြောရအောင်ရှူရတဲ့ပေးရတဲ့အရာလာပူပြီးမှအရာလာရှိတယ် ဒီတမလို့မိသားစုတွေပေးလိုက်တယ်ဒါနောက်ထပ်ဥစဉ်၄ရက်ဆိုရင်ရဲမဲရဲမိသားစုတွေကိုရဲတိုင်းမတွားပြီးမှဥစဉ်တွားရောက်ပြီးလူတန်းမှဖြစ်ပါလေနော်ဒီဟာတွေလူတန်းနဲ့အရာတွေကလည်းဥစဉ်ရံဝင်တပြားတစ်ချက်မှမပါပါဘူးကြနော်တပြားတစ်ချက်မှမပါဘူးခုနှစ်ရက်တာပြီးများလူတန်းနဲ့တမလို့ချင်းမြတ်노တူကတိုင်းပြည်ကိုချင်းမြတ်노တူများကလူတန်းနဲ့အရာတွေပဲဖြစ်ပါလေနော်လူတန်းနဲ့အရာတွေပဲဖြစ်ပါလေအဲကြောင့်မလို့ဒါတမလို့ ခြေတိုင်းရောက်နော်ရဲတွေရောဒီကျဲရောရဲလဲစစ်တပ်ရတယ်တပ်မတော်တွေလည်းစစ်တပ်ရတယ်နော်အကုန်လုံးစစ်တပ်တိုင်းဝင်တိုင်းပြည်ရဲ့တာဝန်ကိုနိုင်ငံပါလီမန်ရှင်သူရဲကောင်းတွေအခုဆိုလို့ရှိရင်ဒါတရက်နဲ့ရဆိုကြောင်မဲဆိုရင်ဒါရလာတော့ဖြစ်သွားပြီကြောင်မဲမှာဆိုလို့ရှိရင်ပလောင်နေရတီဘောကိုစုတ်သွားတယ်တီဘောကနေဘယ်လိုစုံလို့တော့မတီးဘူးပဲနော်အခုအတန်လေးကဘာကြီးထွက်လာလဲဆိုရင်တီမောကိုလည်းတီမောလည်းပြေးမယ်ကြောင်မဲလည်းပြေးမယ်ကျွန်တော်တို့စစ်မတိုက်တော့ကျွန်တော်တို့ငင်းချမ်းရေးဆိုတဲ့အတန်လေးကိုထွက်လာတယ်ငင်းချမ်းရေးဆိုတဲ့အတန်လေးတွေကိုထွက်လာတယ်တို့ကျင်တော့တို့ဘိုင်ဆန်တော့ပြီတော့ တမတော်ကလည်းအလုံးရင်အင်းနဲ့အားနဲ့တိုက်တယ်တဲ့အင်းနဲ့အားနဲ့အလုံးရင်ဝင်တယ်တဲ့လူတို့ကိုမလုပ်တော့ပေါ့နော်အင်းနဲ့အားနဲ့အဲ့တော့ကျွန်တော်တို့တောင်မဲကနေနောက်ဆုံးနေရပါတယ်ဆိုတော့အတန်းလေးထွက်လာကြခင်ဗျာထွက်လာကြနော်အဲ့တော့တမတော်ကလည်းခုံကြီးကျောင်းတွေကိုလေးကြီးနဲ့ချဲတယ်လေအဲ့တော့ခုံကြီးကျောင်းတွေကိုလေးကြီးဆိုမင်းတို့တကုံနေမင်းတို့ပလောင်နေပီရီယက်ခုံကြီးကျောင်းရဲ့မှာအဆုလိုက်တော့လိုက်မနေကြနဲ့အဲ့ဒီခုံကြီးကျောင်းနေတယ်မှာပလောင်နေရောပီရီယက်တွေအဆုလိုက်အပြုံလိုက်မနေတမတော်ကချဲစရာလည်းအကြောင်းမရှိဘူးချဲစရာလည်းအကြောင်းမရှိဘူးနော်ချဲစရာလည်းအကြောင်းမရှိဘူးအဲ့ဒီနေရာခုံကြီးကျောင်းထဲမှာပလောင်နေရှိပါတယ်ပီရီယက်တွေရှိပါတယ်ဆိုတော့တမတော်ကလည်းမသိဘူးဘာမှမသိဘူးအဲ့ဒီကန်ကန်အဲ့ဒီမှာရှိတဲ့ပြီး ရှမ်းတိုင်းရင်းသားတွေအေးငင်းကြမ်းမှုကိုလိုလားတဲ့ဗီဒူတွေကပေးတဲ့အတွက်ကြောင့်နော်ပေးတဲ့အတွက်ကြောင့်တိတိကျကျခိုင်ခိုင်လုံလုံပေးတဲ့အတွက်ကြောင့်ငူခေါရတခြားထဲရတခြားခေါရတခြားပေါ်လဲပြောချင်တာဟုတ်လားတက်မလို့ဘုံကျတဲ့အတိအကျဒီခုချိန်မှာတက်မလို့ဘုံကျလိုက်တဲ့ရာဒီ90 100ရာခိုင်နှုန်းက90ရာခိုင်နှုန်းလောက်တိကျနေရတာဥစဉ်တော့အားပေးတာပေါ့ဗီဒူတွေကနေခိုင်ခိုင်လုံလုံတိတိကျကျပေးနေတဲ့အရာတွေကိုဗီဒူတွေကတက်မလို့တကူအမေကလည်းဒီနေ့ခိုင်ခိုင်လုံလုံပေးလာပြီဆိုတာပေါ့ဥစဉ်တော့ဒါအသိစိတ်ကြီးနေအတွက်ကြောင့်ပါနော်တစ်ဖက်ကနေခေါင်းမနေကြနဲ့ကြလား စိတ်ချကြောင်မဲ့နောက်တုံးလေးရတွေကြောင်မဲ့ရလိုက်မယ်။ကြောင်မဲ့ပြီးလို့ရှိရင်ကြောင်မဲ့ကိုနာကုန်းလုံးထိစားပြီးရင်တီမော့ဆက်ရလိုက်မယ်။တီမော့ပြီးရင်အဆင့်အဆင့်တက်မလို့ကနေသွားလိုက်မယ်။အလုံးရင်းနေခင်အားလိုက်ဒီပြောမနေနဲ့ဟုတ်လား။အလုံးရင်းဒီချက်ကင်းအားတွေရကြားလာဦးမှာ။စစ်မှုထမ်းထားခဲ့တဲ့သွားလကားထားခဲ့တာပေါ့။တိုင်းပြည်ငင်းချောင်ပေါ့တိုင်းပြည်အေးချောင်ပေါ့နော်။အဲ့တော့စစ်မှုထမ်းနဲ့ပတ်သက်ပြီးတို့တို့ဇလင်ခွင်းတွေမှာတိန်း90ပေါက်တယ်လို့ကြားရတယ်ဗျာနော်။အဲ့တော့နိုင်ငံတော်အကြီးအကဲများအားလုံးနဲ့တခါကြီးတွေလည်းလင်ခွင်းက ီနေရာတွေကိုတိကျစစ်စစ်ပါအောင်ကြာနော်စစ်စစ်ပါအောင်နော်ဒီတချို့30နဲ့ចောင်းတွားတဲ့ထားတွေ28လေးနဲ့ထိုင်းနိုင်ငံဘက်ဟုတ်တို့ဟိုဘက်အစွန်ဘက်တွေမှာចောင်းတက်ထားတွေဘာတွေပေါ့ဗျတကယ်ចောင်းသားចောင်းတက်ထားချူးစမ်းမဟုတ်ဘူးចောင်းသားမဟုတ်ဖက်နဲ့ចောင်းတက်ထားចောင်းလက်ကပ်ပြီးမွေးပြီးပြီးလုပ်ပြီးမှာစစ်မှုထမ်းမထမ်းကြလို့ရှောင်းနေခါတော့လက်ခံလို့မရဘူးနိုင်ငံသားမှာစစ်မှုထမ်းပဲဟုတ်ကဲ့တို့ဒီချိန်မှာစစ်မှုထမ်းနေဆွဲတယ်ဘာညာកောက်တယ်ဘာမှမပြောဘူးစစ်မှုထမ်းနေလိုက်မဆွဲစေချင်ဘူးလိုက်ပြီးမှာညအချိန်မှာအိမ်မော်တွေတက်ပြီးမှာမဆွဲစေချင်လို့ရှိရင်ရက်ွက်တွေရက်ွက်တွေတိုင်းမှာအုတ်ကြီးတွေမှာတို့ဆင်းရင်ချင်ပဲဆင်းရင်အတိုင်းခင်ဗျားတို့လိုက်ကြဆင်းရင်အတိုင်းတွား မဲဆင်းတဲ့တိုင်မှလိုက်ကြအဲ့မဲဆင်းတဲ့တိုင်မှလိုက်ရင်တော့ဗျာပုံကြီးတွေကလူပွားပါတယ်သူတို့တပ်သမီးတွေသူတို့စင်မျိုးတွေမပါဘူးဆိုဦးစင်းတို့အစင်းစရားနဲ့လာကြခင်ဗျားတို့ပြေးစရာအကြောင်းမရှိဘူးမဲဆင်းနေကြရတာနော်ဟုတ်တယ်ဒါပြီးတော့လေအုတ်ကြီးတွေသားတွေကကြံခဲ့တယ်ဆိုလေအုတ်ကြီးတွေသားတွေခုစစ်မှုထမ်းလိုက်သွားတဲ့သူဒီတနေ့ပြေတော့မပြေလို့ရအဲ့ဟာကြီးဆင်းလာလိုက်တယ်အဲ့အုတ်ကြီးတားမလိုက်ရသေးဘူးလေအုတ်ကြီးတားနောက်တစ်ခေါက်မှာပါမှာပဲတထေးတားမလိုက်ရသေးဘူးလေတထေးတားပါမှာပဲအကြောင်းလဲတစ်ခုအနေနဲ့စစ်မှုထမ်းမှာအဲ့ဒီလိုစီစဉ်နေတဲ့ဆိုတဲ့အကြောင်းကိုလည်း ြောစိတ်ကတာပြည်သူများအလို့ချပြခြင်းပါလေဗျာနော်ရှေးတက်မတော့ဒီတဖြည်းဖြည်းနဲ့အောင်ဝဲအလီလီရနေဆိုတော့လဲပြောခြင်းပါလေဗျာနော်ကြောင်မဲကရတယ်ရတယ်လို့လည်းပြောလို့ရတယ်ကြောင်မဲပတ်ပတ်လည်းခုဆိုလို့ရှိရင်ဒါခိုင်ခိုင်လုံးတိကျကျနဲ့ရှင်းလင်းနေတယ်ပေါ့နော်ကိုပဲခွက်ခေါက်တွေဘလို့ခေါက်ပြီးမှခေါင်းစီတို့အဖွဲတွေဘလို့ခေါင်းမလဲဘလို့ခေါက်ပြီးစားမလဲဘလို့စင်ရင်ပေးမလဲဆိုတော့လေတိုင်းပေါ်ပါလေဦးစင်နားထောက်ပါဗျာအားလုံးပါပါဗျာ ရန်ကုန်တွင်တပတ်အတွင်းလူငယ်၁၄ဦးအထိဖမ်းဆီးခံရာတပတ်အတွင်းရန်ကုန်တိုင်းအတွင်းမြို့နယ်၆ခုတွင်လူငယ်စုစုပေါင်း၁၄ဦးအထိစစ်ကောင်စီ၏ဖမ်းဆီးခြင်းခံခဲ့ရသည်ဟု Rangan Scout Network မှစက်တင်ဘာ၂၉ရက်ကထုတ်ပြန်ထားသည် စက်တင်ဘာ22ရက်မှ28ရက်အထိတပတ်အတွင်းဒေါ်ပုံမြောက်ဥက္ကလာအင်းစိန်တောင်ဥက္ကလာလှိုင်းတရနှင့် မင်္ဂလာတောင်မြို့မြို့နယ်များမှလူငယ်14ဦးအားစစ်ကောင်စီမှဖမ်းဆီးထားခြင်းဖြစ်သည့်ဖမ်းဆီးခံရသူများလည်းတော်လှန်ရေးလှုပ်ရှားမှုတွင်ပါဝင်သည်ဟုအကြောင်းပြကာတရင်အတိအကျဖြင့်ရှာဖွေဖမ်းဆီးသူ9ဦးပါဝင်ပြီးစစ်ဆေးခံရ၍အဖမ်းခံရသူ2ဦးနှင့်ရန်တမ်းဖမ်းဆီးခံရသူ6ဦးပါဝင်သည်ဟုသိရသည်လူငယ်တွေကိုပုံစံမျိုးစုံနဲ့လိုက်ဖမ်းနေတာ အခုဆိုစစ်မှုထမ်းမဆင်16ရောက်လာပါပြီဗျတင်းနန်းစခါနီ10ရက်လောက်လို့လူအသေးတန်လိုက်စုနေတဲ့အချိန်တွေဆိုလိုက်ဆွဲတာတွေပိုဆိုးလာတတ်ပါတဲ့စစ်မှုထမ်းစည်ရင်အတိအကျနဲ့အိမ်ထိလိုက်ဖမ်းခေါ်တာတွေအပြင်ကိုညမောင်ချိန်တွေလူပြက်ချိန်တွေဆိုလမ်းမပေါ်သွာလာနေတဲ့သူကိုလိုက်ဆွဲပါတယ်ဟုရန်ကုန်မြို့တွင်တော်လန်ရေးလှုပ်ရှားနေသည့်လူငယ်မျိုးသားတအူးကပြောသည် ပြီးခဲ့သည့်စက်တင်ဘာ28ရက်ည9နာရီခန့်တွင်လှိုင်သာယာမြို့နယ်တွင်ကဘီယာဆိုင်တစ်ခုမှထွက်လာသည့်လူငယ်3ဦးအားအရက်ဝတ်ဝတ်ဆင်ထားသူများမှဖမ်းဆီးခေါ်ဆောင်သွားသည်ဟုအရိစကချန်နယ်မှဖော်ပြထားသည် လာစစ်ပြီးခေါ်သွားမှကြောက်ရတာအပြင်းသွားရင်တောင်စိတ်ချလက်ချမသွားရကြဘူးအရင်ကဆိုရင်တော့ဘယ်နေရာမဆိုစိတ်ချလက်ချသွားနိုင်တယ်လေအခုကလက်ဖက်ရည်ဆိုင်တောင်ရဲရဲမထိုင်ရတော့တာဟုစစ်မှုထမ်းစည်းရင်းပါတော့ကြောင့်လွမြောက်နေမြေတနေရာတွင်ထွက်ပြေးတိမ်းရှောင်လာသူအသက်25နှစ်အရွယ်အမျိုးသားတဲ့ဦးကပြောသည် လက်ရှိတပတ်အတွင်းတောင်ဥကလာတန်လင်းလှိုင်းသားရပန်ဘဲဒန်စံချောင်းတာကီတာနှင့်ဗဟန်းမျိုးနယ်တို့တွင်အစည်းအဝေးဆွေးလူရှာချင်းများလှုပ်ဆောင်နေသည်ဟု Rangoon Scout Network ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်အစည်းအဝေးဆွေးရင်လည်းအဲ့မတိုင်ထားတဲ့ထဲလူငယ်ပိုင်းတွေကိုစုဖမ